တပည့်ကုန်းဆိုတဲ့ရွာလေးကလေးမျက်နှာမျိုးနယ်လေးမှာတည်ရှိပါတယ်။ဥပုသာဟာဒေါ်အေးတန်းဆိုတဲ့တပည့်ကုန်းရွာတော်တူနဲ့အကြောင်းပါအိမ်တော်ရသားကြိုင်နဲ့ရောက်ကမမိပါတယ်ပိုင်ဆိုင်တဲ့လေယာမြေတွေကိုဥဆောင်ပြီးတော့လောက်ကင်နေခဲ့ပါတယ်။အိမ်တော်တဲ့၅နှစ်ခန့်ကြာတဲ့ခါမှာတော့ကိုမြင့်ကျော်ဆိုတဲ့ဒါလေးတယောက်ကိုဖွားမြင်နေပြီးတော့နောက်ထပ်၃နှစ်ခန့်မှာတော့မတ်ရွှေအီးဆိုတဲ့တမလီတယောက်ကိုပါထုံကားတယ်။ဥပုသာဒေါ်အေးတန်းတို့ဘဝဟာ တာယာအေးချမ်းချင်းအတိနဲ့ကျင်းနူးတာယာပွဲရှိခဲ့ပါတယ်။လေဝါလေးတစ်ခုကိုထုံရဲဆက်အောင်မောင်းနေရင်နဲ့အတန်ကြာမှဒေါ်အေးတန်လာပို့တဲ့တေးစားထမင်းချမ်းလေးတွေကိုစားပြီးတော့ထုံကိုရက်လိုက်တယ်။ကိုဖုတာရှင်နေချမ်းလေးကိုပူတုံးတောက်လိုက်စားလိုက်အောင်။အော်အေးပါကွာ။လက်ကသေးမေးရေကြီးကွက်တာလေးတစ်ခုကိုဆင်းလို့ခြေလက်တွေကိုစေကျော်တန်းဆင်ပြီးတော့မှမအေးတန်စောင့်နေတဲ့လက်ကသင်းထစ်ကိုအလှန်ချင်းလှမ်းမိလာတယ်။ ဒီရေဒီနေ့ဒါဆိုရင်တော့လာပြီကြော်တော့ဆိုရင်တော့စိုက်နိုင်မယ်တဲ့နဲ့အေးတန့်တေချာလာကိုဖို့တာဟုတ်မှလည်းပြောပါတော့တော်ကြကျောက်ကခင်မေတို့ကောက်ဆက်သမားတွေကိုရချိန်ပေးပြီးမှကိုဘက်ကအဆင်မပြေရင်စကားတွေပြက်ကုန်အောင်မယ်တေချာတော့တော့ရှိတယ်မအေးတန့်ထောင်ထားတဲ့ပြုတ်ကလည်းစိုက်ရက်တွေတော့မှကြုံးနေပြီကွာဒီလေဝိုင်းလေးကပြက်ရင်ဟိုအောက်ကျင်းလေတွေစပြီးတော့တမန်ဆွဲဖို့လုပ်တော့မယ်နေကိုကြည့်တော့ပြာနှက်နဲ့မိုးသားတိမ်လို့တွေဟာတစ်ချက်တစ်ချက်ပြွတ်တိပြွတ်တိ နေအောင်ဆိုတာမမြင်ရပေမဲ့မှောင်ဝါနေတဲ့လာတဲ့စင်းလိုပဲနေလုံးကိုတော့မြင်ရတယ်။ကဲကွာမင်းလည်းပြန်တော့တားနဲ့တမီလည်းရှိသေးတယ်။ငါလည်းနိုင်ပြန်တစ်ချက်တစ်ချက်ဆိုရင်တော့နားမယ်ကွာအဲ့ဒီအထီတော့ထွန်လာအောင်မယ်။သမိန်တော်လေးကိုခေါင်းပေါ်ရွက်လို့ပြန်သွားတဲ့ဇနီးတဲ့မအေးတန်းကိုကိုဖိုးတာတစ်ချက်ချင်းကနေရထားတဲ့ထွန်လေးစီကိုတရွေ့လှမ်းပြီးတော့ထွက်သွားတယ်။နောက်နဲ့ကောင်ဟာဖြုတ်တွေကပြီးတော့တကွမ်းကွမ်းခြေဆောင်ကအမိတွေရက်နေတယ်။လေဝိုင်းလေးကိုကြော်လို့ ဒေါင်းဆက်လဲကလေးတစ်ခုကိုပြောင်းရွှင်နေနောနဲ့ကောင်ကောင်ကထုံချက်ကိုစတင်လိုက်ပါတယ်။အနောက်ဆဆုကတရိပ်တွားပြီးတက်လာနေတဲ့မိုးရိပ်မိုးသားတွေကိုကြည့်ပြီး ကိုဖိုးတာတစ်ချက်ပြုံးနေ။အော်တကယ်တော့လဲသမားယာသမားဘဝဆိုတာဥတုရာသီတောကုန်မွေးဆိုတဲ့စကားလိုပဲယာသီဥတုဆိုတဲ့ပဲမအကြောင်းအရာတစ်ခုပေါ့အခြေခံပြီးတော့ရှိတယ်။လုံလောက်အုတ်တဘလောက်ပဲကောင်းကောင်းယာသီဥတုမနေညွှန်းရင်တော့လုံးဝအဆင်မပြေဘူး။ ရာသီဥတုအားလုံးညီညွတ်မှသာအချင်းနေကောင်းတစ်ခုကိုဆိုင်ဆက်မဲ့မဲ့ရောက်ရှိတယ်လို့ရရှိလာတယ်။မကြာခဏဆက်လို့ရောက်ကမဖြစ်သူဦးဖိုးလူကလည်းဖိုးတာငါမီးလေးလဲရှင်ပြရမယ့်ရွယ်ကိုရောက်နေပြီ။ဒုကလည်းတက်ကြည့်ပြီ။ဒီတနေ့နှစ်နှစ်အတွင်းမှာတားလေးကိုရှင်ပြနိုင်အောင်လို့စူးစမ်းကွာ။ဒီစကားဟာနားလေးကိုတရဆက်ကြားနေမိတယ်။တပြင်းမော်တစ်ခုကိုခပ်ပြင်းပြင်းမှုတ်ထွင်ကနေအိမ်အောင်ဖေးနွားတင်းကုတ်လေးစီကိုဆင်လာခဲ့ပါတယ်။အော်တကယ်တော့လေ အခုခေတ်အခုခါကလှုပ်ဖို့တန်းဖို့ဆိုတာတော်တော်ကိုမလွယ်ကူတဲ့ကိစ္စပဲတောင်းတန်းစီးဝါးရေးကောင်းဖို့လည်းတော့လှုပ်ဖို့ဆိုတာမလွယ်ဘူးအေးပေါ့လေဘလို့ပဲဖြစ်ဖြစ်ငုံမိတဲ့တိုင်းတတ်နိုင်ဖျက်ရောက်တဲ့ကြိုးစားရင်တနည်းတော့ဖြစ်လာရမှာပါအတမ်းမဲ့စကားလေးတစ်စုံနဲ့မိမိကိုယ်ကမိမိအားပေးနဲ့တဲငုတ်ထဲကမြန်ညုံနဲ့ဂုတ်ကြီးနှောင်းနှံကောင်ကိုခြေတိုင်ကဖြုတ်ခါတဘုံးမှာတက်လို့ဝဲချင်းကန်လေကွင်းလေးကို တရွေ့နဲ့ထွက်ခေါ်လာခဲ့တယ်။မောင်မဲအုံးပြနေတဲ့မိုးဒိတ်တွေကတော့ အဲ့ဒီအခိုက်မှာတက်တက်တက်နဲ့ကြောက်လာတယ်။မနေ့ကဆိုရင်လေတွေက ကောင်းလိုက်တာမှအိတ်လို့ဒါပေမဲ့ဝါးကောင်းလာလောက်မှာတော့အထက်ဘက်ကရေကာတာကြီးတစ်ခုကျိုးလို့အောက်ကင်းတွေနှံ့ကုန်ရေလွှမ်းမိုးခြင်းခံခဲ့ရတယ်။စကောစကကာလာကြီးမို့လို့ပျက်စီးကုန်တဲ့စပားတွေစာပြိုးပြန်မထောင်နိုင်ကြဘူး။ပြီးတော့လေရေကြီးပြီးတော့ရေပြန်မကြတာရက်20လောက်နေပါတိတိ။လေသူတွေလူတွေကိုယ်တိုင်အပူတွေကတိတ်တိတ်တန်းကြီးနဲ့ဝမ်းစပားဆိုတာတော့ဆယ်ဦးစာတအုပ်ပဲရတယ်။ ဒီထဲမှာကန်ဆိုးပြီးတော့ဝမ်းစာမထက်နိုင်တဲ့သူတွေကလည်းအများကြီးပဲဒီထဲမှာကိုဖိုးတာလည်းပါတယ်အချိန်နေမနေတာတော့လေအဖြစ်ဆိုတာရှားပြန်တာပေါ့ကျုံနဲ့မအေးတန်းမင်္ဂလာဦးကလက်ဖွဲ့နှစ်ထောင်လေးအပီးရောင်းလို့ဝမ်းရည်ကိုလွမ်းတိနေပဲရှင်းရှင်းခဲ့ရတယ်အေးအခုနဲ့ဟိုဟာဖြစ်လိုက်တရားဖြစ်လိုက်နဲ့ရွာဦးကျောင်းဆရာတော့ဘူးသာသနာစီဘေးဒင်လေးမင်းရင်တော့သွားရှောင်းရင်နှစ်စုံကြတယ်ဆိုတာပြောတာပဲဒါတော့မှ သားနဲ့သမီးကကျမ်းမာရေးကောင်းလို့တော်သေးတာအတွေ့အကြုံရဘလောက်တောင်မှဖြန့်ကျက်သွားလဲမသိဘူးရွာမြောက်ပိုင်းရွာအောင်ကအုံမောင်းခောက်တန်ဆက်နှစ်ချက်ချားလိုက်ရတယ်ဒီချင်းကနားရည်ကြည့်စရာမလိုအထုံကလေးတစ်ခုကိုမြိုင်တုံနဲ့ကောက်ကြနောင်းနေကောင်ဟာအုံမောင်းတန်ကြကရက်နေတယ်တိလေးဆန်နေရတဘာဝကိုပို့ပြီးတော့နားလဲတယ်အုံမောင်းတန်ကြလို့ဆက်ပြီးတော့မောင်းမရတော့ဘူးဘလောက်ပဲရိုက်တည်ဖြစ်စေနှက်တည်ဖြစ်စေပေပြီးတော့ကတ်နေတယ်အဲ့နောက်လက်ကတင်းလေးဘေးကိုထုံနှုံးကိုမြှောက်ပြီးရက်တယ် နွားနဲ့ကောင်ကိုဖြုတ်ကာထမင်းပို့လာမဲ့ဇနီးတဲ့မအေးတန်းကိုတစ်ချက်မျှော်ပြီးတော့ကံမွန်းတန်းဖြိုက်တော်ဆက်ကိုနွားနဲ့ကောင်ကိုဆွဲပြီးတော့ထွက်လာတယ်။တစ်ခါတစ်ခါမှာတော့နွားရဲ့ရဲ့မျက်နှာလေးနဲ့သူ့ကိုကြည့်နေတဲ့မအေးတန်းတယောက်စကားပြောလာတယ်။ကိုဖူတာရှင်းကိုကြည့်ရတာကလည်းကျုပ်တနာလာပြီ။အခုဆိုဘာပြောပြောရှင်းအသက်က90တဲကိုဝန်းလာပြီ။တက်တောင်တက်တာအလုပ်တစ်ခုကိုလုပ်ဆက်ခြင်းနဲ့ဒါတော့ဒါပေါ့အေးတန်းရာဒါပေမဲ့လေဒိုးမာကတခြားအလုပ်လုပ်ဖို့ဆိုတာက ငွေကြေးကမပြည့်စုံဒီတော့လဲကွာဒီလေဒီယာကလွဲလို့ဘယ်လို့ကိုလှူစားမလဲတနေ့နေ့တော့ကံအကြောင်းအခွင့်တလာအောင်ပါအသက်လေးတွေကိုစီရလာကြပြီမဲ့မိသားစုစီဝိုင်းဆိုတာဟာနာနောင်မြေမကောင်းလာဘူးတားနဲ့သမီးကလည်းကျောင်းပညာရှာနေကြတဲ့ရွယ်ကောင်းကောင်းလက်လွတ်လို့မရသေးဘူးဒီကြားထဲမှာမအေးတန်းကအရင်နှစ်တွေလိုကျမ်းမာရေးမကောင်းတပိုင်မိတလင်းနဲ့တရှောင်းရှောင်းနဲ့မျိုးရွားတွေဆိုတာမျိုးထိသွားပြီးတော့ကုသဖို့ဆိုတာလုံးဝမလွယ် ဘယ်တင်ယာယီလေးမေးလိုက်စိတ်မိတူလေးကိုစားလိုက်နေပဲမတ်တက်နာနာနေခဲ့တာကံကြမ္မာတရားဆိုတဲ့ရာဟာလဲစမ်းကြည့်တယ်နည်းနည်းမှုတွေများစွာနဲ့ထုံမွန်းပြေးဝနေတတ်တယ်လို့ကြောင်းတကောင်တို့လည်းပြည့်ရည်တည်တတ်စွာနဲ့လက်သေးကိုဖွက်ထားလိမ့်ရှိတယ်ကိုမကလည်းလာစမ်းရဲ့လေရောက်ရှိပါကကိုယ့်ရဲ့လေလေးကိုအချိန်မီစိုက်ပြိုးနိုင်မှုအားသွန်ကြိုးပမ်းနေတဲ့ချိန်အဲ့ဒီကမမရရမအေးတန်းလာကြအချိန်ထက်တနအိကန်စောပြီးတော့ လေခွန်းထဲကိုထမင်းပို့ဖို့လာခဲ့တယ်။ကျုပ်တို့ဇနီးမောင်နှံချက်ပြုတ်ထားတဲ့ထမင်းလေးကို စားတော့ကြပြီး ကိုကလည်းလေကလေးတွေကို တမန်ဆွနေတယ်။မအေးတန်းကမျက်ကောက်တယ်။အစာကလေးကတချောင်ချောင်နဲ့ကျမ်းမာရင်မကောင်းတဲ့မအေးတန်းမိုးရီထဲမှာ၃နာရီကျော်လောက်ကြာညောင်းသွားတယ်။အေးအမြပတ်သွားလား။ညနေ၄နာရီတက်တာမှာတော့မအေးတန်းထမင်းတောင်းလေးကိုတည်ပြီးတော့အိမ်ကိုပြန်လာတယ်။၆နာရီမှောင်ပြပြအချိန်ကျုပ်အိမ်ကိုပြန်လာတဲ့အခါမှာတော့ယောက်ျားမမိဘတွေနဲ့ တာသိမိတွေဟာမအေးတန်းကိုဝိုင်းပြီးတော့နှိမ့်နေရင်းနဲ့မေးခွန်နေတာတွေ့ရတယ်။ဟဲ့။ဘာဖြစ်နေတာလဲသမီး။အဖေပြန်လာပြီလား။အဖေ။အမေဘလို့ဖြစ်တယ်လဲမသိဘူးလှုပ်ပါအောင်အဖေ။အမေကိုလှုပ်ပါအောင်။ဟဲ့ဖဲ့စမ်းဖဲ့စမ်းမအေးတန်းမအေးတန်းကိုဘိုးတာခေါ်တော့မရတော့ဘူး။ဟာ။လေဖြတ်သွားပြီထင်တယ်။သမီးကြောင်းကပြန်လာတော့ငါတိတ်နေမကောင်းဘူး။ခေါင်းတွေလည်းမှုတယ်။ရှင်ထဲမှာလည်းတမျိုးကြီးပဲလို့သမီးကိုပြောတယ်။ဒါနဲ့သမီးလည်းသွေးစလေးတစ်ခွက်ကိုအမေကိုတိုက်ပြီးတော့ဂရင်ပေါ်မှာ ထိုင်ပြီးတော့ထားလိုက်တယ်။သမီးထမင်းချက်ဖို့မိဖို့နေထဲမှာစံစင်းနေတော့သမီးသမီးနဲ့ခေါ်တန်ကြလို့ထွက်လာတော့ကရင်ဘော်ကနေလဲနေပြီးမေးမရခေါ်မရဖြစ်နေတဲ့အမေကိုတွေ့ရတာပဲဖေး။ကဲကဲကဲမြို့စည်းကမ်းကိုသွားဖို့ပြညရွာသူရွာသားတချို့နဲ့အားလုံးစုပေါင်းလို့ဟင်းသရမြို့ဘော်ကိုပြတ်တာဖို့ဥဖိုးလို အမြန်ဆုံးစီစဉ်နေ။ဟင်းသရမြို့စည်းကမ်းကိုရောက်ရှိတော့ဆရာဝန်ကတေချာစစ်စစ်တယ်။လုံနာနေမယ်ကမအေးတက်ပါဒေါက်တာ ဒါနဲ့ခမ ्या ကမအေးတန့်ရဲ့အမျိုးသားလားဟုတ်ဟုတ်ပါလေဒေါက်တာစိတ်တော်ခံနိုင်တာဗျလုံနာကသွေးပေါင်လေးတအားတက်ပြီးတော့အုံနောက်သွေးကြောပေါက်သွားတာကျွန်တော်အကောင်းဆုံးဈေးတွေကိုထုတ်ပေးလိုက်မယ်လုံနာကိုဒီမှာပဲထားမလားဒါမှမဟုတ်ပြန်ခေါ်တော့မလားမျောလင်းချက်ကတော့အတော့ကိုနဲသွားပြီဖြစ်မှာဖြစ်ရလိမ့်မယ်အေးတန့်ရအဲ့နောက်မှကြာခင်ရပ်ပိုင်းလေးမှာပဲမအေးတန့်တယောက်လူလောကကြီးကနေအပီးပိုင်းထွက်ခွာသွားခဲ့ပါလေဘဝတူတဲ့ကာလတစ်ခုတည်းမှာ မဲအေးတန်းတရာကောက်ခါငယ်ကထွက်ခေါ်သွားတော့ဘာလို့လို့ဘာကန်ရမယ်မသိတဲ့ကိုဖို့သားဘာမှမသိအပြူပြာပါရမီးတွေဟာတပုံတပင်ကြံ့ရင်ခဲ့ကြတဲ့ตาလေးမြင့်ကျော်ဟာ၁၀နှစ်တမီးလေးမွှေအေးက73နှစ်ဥမမဲဆာမမြောက်ဟိုမြောက်ဒီမြောက်ဟောဘဝတွေကဒီလိုနဲ့မဲအေးတန်းစာပနာဟာမြေကျသွားပြီးတော့ပူဆွေးနေဖို့အချိန်တော့မရလိုက်ဘူးစိုက်ရိုက်စိုက်ချင်းလေးမှာရောင်းနေတဲ့မိမိလေးဟာအချိန်မီဆက်နေဖို့အတွက်လဲခီးဆက်ရပြန်တယ် တကယ်တော့ဘွားတစ်ခုဟာလိုင်းတဘိုးလိုပဲချက်ချင်းကြရောက်ကြည်ကွင်းနဲ့ကံကြမ္မာတရားတစ်ခုရဲ့ရိုက်ချက်တွေဟာအညိုကြီးမစွာနဲ့ကြောက်ခဲ့ပါတယ်ဒီနေ့တော့ကိုဟိုတာလေကလေးကပြန်လာတော့မိုးပင်ဆုံဆုံချုပ်နေပြီတာနဲ့တပင်ဟာညအစာမစားကြသေးဘူးအဖေလို့သူကိုစောင့်နေတယ်အဖေမိုးချိုးလာကြည်လားဖေဟုတ်တယ်သမီးမနေ့ကနေထားတဲ့ကော်ပြန့်လေးတွေကိုပြေးအောင်ဖော်နေလို့ကဲကဲကဲတာနဲ့သမီးထမင်းစားနေကြရပေါ့ထမင်းစားကြရအောင် အဲ့နောက်မှာတော့တားအဖတ်တောင်းရောက်ထမင်းဝိုင်းလေးမှာထိုင်ပြီးတော့ထမင်းစားကြတယ်။အော်ဘာလလိုနဲ့ရှေးလာဆိုမတ်အေးတန်ဆုံးသွားတာတနည်းတည်းရှိပြီ။တေတော်တို့ကြာရင်မေးဆိုပေမဲ့လည်းမမေ့နိုင်သေးပါလားမတ်အေးတန်ရ။အဲ့ရမွေခင်ဖျားဆင်လေးရှေ့ဖျားရှိကုန်ပြီးတော့ဘဝတဝါပြောင်းသွားရှာတဲ့ဇနီးတဲ့အတွက်ကောင်းရမွေရပုံပွားကနေတာတို့အနုမောဒနာခေါ်ဆောင်နိုင်မှုအမျှဝေတယ်။အဲ့နောက်ကိုဖို့တာအဲ့ရဝင်တယ်။တနည်းတားလုံးလက်ရထဲမှာမနာတဲ့လောက်ကင်ခဲ့ရတာမို့လို့ ခေါင်းပေါ်ခေါင်းချတာနဲ့ပဲမိကနဲ့အိပ်ပျော်သွားတယ်။အိမ်မထင်ပါကိုဖိုးတာကိုဖိုးတာအင်္ဂလိပ်ရှိကဇနီးတဲ့မအီတန်ရဲ့တဖွားဖွားဩခေါ်တဲ့ညောင်းကိုဖိုးတာအေးရကနေလှူလဲထားတယ်။အင်းရှိကိုကြည့်လိုက်တော့အထုံးလေးတစ်ခုကိုလက်မှဆွဲလို့အင်းရှိခြံဝန်းတကားလေးထိတ်မှရက်နေတဲ့မအီတန်ကိုတွေ့တယ်။ကိုဖိုးတာကျုပ်ကိုခြံဝန်းတကားလေးဓာတ်ဖွင့်ပေးပါဦးတော့ကျုပ်သားလေးနဲ့သမီးလေးရော နေကောင်းကြရဲ့လားသားနဲ့သမီးကိုမတွေ့ပါလား ူကဘာမှတမပြောတဲ့အခါကိုဖုတာရှင်ဘလို့ဖြစ်နေရလဲသူ့ကိုတကားဖွင့်ပေးုံလေသူ့ရဲ့အိမ်ရှိခြံတကားလေးစီကိုလှမ်းလာမိတဲ့အခါမအေးတန်ကိုထင်းထင်းရှားရှားတွေ့ရတယ်မအေးတန်တကောလုံးပြောင်ပြောင်လက်လက်အဝတ်စားတွေကိုဝတ်ဆံထားပြီးတော့လက်ထဲမှာလည်းအထုပ်တစ်ထုပ်ကိုကင်ထားတာကိုဖုတာတွေ့ရတယ်ဒီချိန်မှာဖြက်ခနဲ့အိမ်မက်ကနေလန်တော့လာတယ်မအေးတန်ရေအမြအမြအမြကွာသူ့ရဲ့အတန်ကြောင့်တပမအိတ်နေတဲ့သားနဲ့သမီးဟာနိုးလာတယ်ဖေဖေဘာတွေပြောနေရလဲအော် သားနဲ့သမီးတော်နိုးလာပြီလားအဖေမင်းတို့အမေကိုအိမ်မက်မလို့ပါကွာဘလို့မတ်တာလဲအဖေအိမ်မက်ထဲမှာအမေကဘာတွေပြောသွားလဲအိမ်မက်ထဲမှာသားတို့သမီးတို့မမေကတောက်တောက်ပြောင်ပြောင်ဝစားတွေဝစံထားတယ်လက်ထဲမှာလည်းအထုပ်တထုပ်ကိုကင်ထားတယ်သမီးနဲ့သားရောနေကောင်းလားလို့မေးတယ်အိမ်မက်ထဲမှာသူကဖေဖေတို့အိမ်ကလေးကိုပြန်လာတာတကားဖွင့်ပြဖို့အတန်တောင်းဆုံနေတာဖေဖေထင်တော့မအေးတန်တခုခုကိုများဆွဲလန်းသွားတယ်ထင်တယ်ဘာပဲဖြစ်ဖြစ် တနေ့ပြည့်တဲ့ရက်လေးကြရင်တော့သူ့အတွက်ကောင်းမှုကုသိုလ်လေးလုပ်ပေးနိုင်အောင်ကြိုးစားရမယ်။သူပြောပြတဲ့အကြောင်းအရာတွေကိုနားထောင်ရင်လည်းဒါနဲ့သမီးငုတ်တော့ထိုင်နေတယ်။မကြခင်မှာလင်းချက်တော်နဲ့ကြားလိုက်ရတယ်။ရောအကြောင်းကတော့အုံမောင်းခောက်တဲ့နှစ်ချက်ထပ်ပေါ်လာတယ်။ကဲဒါနဲ့သမီးအိတ်ကြအိတ်ကြမနေ့ကျရင်ကြောင်းတက်ရအောင်ပါ။ဒါနဲ့သမီးအတီးတီးကအဲ့ရဝန်သွားကြပြီမဲ့သူက ပြန်ပြီးတော့အိတ်မပြောနိုင်။တော်တော်အေးနဲ့အတွေ့လေးတွေတညလုံးခြေဆန့်နေခဲ့တယ်။အဲ့နောက်မှာတော့အဲ့ရကထကား နောက်ဖေးနွားတင်ကုတ်ရှိရာကိုနွားမေးဖို့အတွက်ဆင်လာတယ်။အိမ်မဲဆိုတာတွေးလေခြောက်ချလို့မတ်တယ်လို့ကိုဖို့တာကြားခဲ့ဘူးတဲ့။တနေ့ခန့်အောင်မကြသေးတဲ့အတွက်ကွေလွန်သွားတဲ့ဇနီးသားမအေးတန်ကိုဆွဲလမ်းပြီးလို့အိမ်မဲမှတ်ချင်းလို့လဲထင်မိတယ်။အဲ့ဒီအိမ်မဲတစ်ခုဟာတိုးနှံ့ကြီးစက်လို့လှုပ်ခတ်သွားတဲ့လေပြည်လေးတစ်ခုလိုပဲကာလာတစ်ခု ကြာညောင်းတဲ့ခါမှာတော့မေးပြောင်ပြက်ပြက်သွားခဲ့ပါတယ်။တလင်းသိမ့်လို့လဲနာကျင်ကာလာတစ်ခုမှာလဲသမားတွေအတွက်တနေ့စာတမိုးစာထင်ကိစားအိမ်မိုးဖို့တက်ငယ်စားတာတွေကို တော်ဆင်းမှုရှာဖွေစုဆောင်ရတယ်။အမေနေကကင်မွန်တော်ကြီးတဲကိုတောရောက်ခုတ်ထွန်းလာတဲ့တော်ထက်နေကိုတိုက်ဖို့လဲကလေးနဲ့နေညိုချင်းကိုခိုးပြီးတော့ထွက်လာတယ်။တော်တဲကိုရောက်တာနဲ့မြိုင်းတုံနဲ့ကုတ်ကြီးနွားနှံကောင်ကိုလှန်ထားပြီးတော့ထင်းတွေကိုစုကလဲဘော့ကိုတင်းနေ။ကဲအိမ်အပြည့်ရှိတဲ့ချိန်မှာတော့ကျိုးတွေနဲ့တုတ်ဆိုင်လို့ရွာဘက်ကိုတစ်ချက်လှမ်းကြည့်တယ်။အော်မိုးရောင်ချုပ်တော့မှာပါလား။မနက်စီကပစုံစီရောင်အသွေးတွေနဲ့ထဲဝါခဲ့တဲ့နေလုံးကြီးဟာအခုတော့ပုတ်လို့ညိုအံ့နဲ့ ရွာပေါ်မှာမေးတင်နေပြီ။အေးနေလုံးမပြတ်ခင်တော့ရွာရောက်အောင်ပြန်มาဖြစ်မယ်။အတမ်းမဲ့ညီအစ်တော်တကူးကိုပြုတ်ပြီးတော့လှန်ထားတဲ့နောနကောင်ရှာကိုထွက်လာတယ်။ဟင်နောနကောင်ဟာသူ့လှန်ထားတဲ့နေရာမှာမရှိတော့ဘူး။အသေးသေးချိန်အောင်ထားတဲ့တင်းငုတ်တွေကနေကျွတ်တာကိုတွေ့ရတယ်။နွားတွေလွတ်ပြီးရှောက်သွားနေပြီထင်တယ်။တော်တော်ကိုခတ်တဲ့နွားတွေပဲ။အချိန်နှောင်းနေပါပြီဆိုမှကွာ။အဲနောက်မှာတော့ကိုဖိုးတာတယောက်နောနကောင်ရှာဖို့ကင်မွန်တော်တန်းအုပ်ကိုထွက်လာတယ်။ ြန်ရလမ်းမပြောက်စေဖို့အတွက်လည်းတပ်ပင်တွေကိုဓာတ်နဲ့ထစ်ပြီးတော့အမှတ်သာလောက်ခဲ့တယ်။ချောင်းရင်ချောင်းရင်နဲ့ကဟိုးတာစီတဲမှာတစုံတရာဖော်မပြနိုင်တဲ့အေးမြမှုတစ်ခုကိုခံစားရတယ်။အမောတွေကင်းစမီနိုင်ဝက်ခန့်ကြာတော့ထဲမှာရှောက်သွားနေပေမဲ့မောတဲ့ပန်းနဲ့ဆိုတော့လုံးဝမရှိဘူး။ကောင်းကင်ကမောကိုမောကြည့်လိုက်တော့ကျဲကလေးတောင်မှဟိုတလုံးစားဒီတလုံးစားထွက်စာပြုတ်နေပြီ။လာချန်ကိုကိုလေးကတော့တောက်ကလေးပေါ်မှာတဖြည်းဖြည်းနဲ့ပြုတ်ထွက်လာတယ်။ကျဲရောင်လိုက်အောင်မှာအမှတ်မတင်ရှောင်းရင်းနဲ့ရွာကြီးတူရွာကို ုတ်ဖိုးတာတွေ့လိုက်ရပါတယ်။ဟင်မီးရောင်တွေတလက်လက်နဲ့ရွာကြီးတွေ့ရပါလား။တဖြည်းဖြည်းနဲ့ရွာနားကိုရောက်လာတဲ့အခါလုံတန်းတူတန်းလှုပ်ရှားသွားလာနေတဲ့ရွာသူရွာသားတချို့ကိုကုတ်ဖိုးတာတွေ့ရတယ်။အင်းအခုမှရင်ထဲမှာမောတယ်လို့ဖြစ်လာတယ်။ရေတခွက်လောက်တော့တောင်းပြီးတော့တောက်အောင်ပါပဲ။ရွာထက်အင်္ဂလိပ်လုံးစီကိုဝင်ပြီးတော့အတန်ပြုတ်တယ်။မြို့အင်ရှင်တို့အင်ရှင်တို့ရေတခွက်လောက်တောက်ချင်လို့ပါဗျ။အတန်ကြတဲ့အထိအိမ်ထဲကတစုံတရာလှုပ်ရှားမှုကိုမကြလို့ ထပ်ပြီးတော့အတံပြုတ်တယ်။မြို့အင်ရှင်တို့ရေလေးတစ်ခွက်လောက်တော့တောက်ချင်လို့ပါဗျာ။ဒီခါမှာတော့အိမ်လေးတက်ကနေမိမတဲကိုထွက်လာတယ်။လက်ထဲမှာရေတစ်ခွက်ကိုခတ်လာတယ်။သူ့ကိုရေခွက်ကိုလှမ်းပေးဖို့လို့အဲ့ဒီမိမဟာ သူ့ကိုစူးဆိုင်ပြီးကြည့်တယ်။သူကလည်းပြန်ပြီးတော့စူးဆိုင်ပြန်ကြည့်တယ်။အဲ့နောက်သူကပဲစတင်ပြီးတော့မင်းမင်းမအိတ်တမို့လား။ရှင်ရှင်ကရောကိုဖို့တာမဟုတ်လား။ဟုတ်တယ်ငါဖို့တာ။ဒါနဲ့ရှင်ရှင်ဒီကိုဘလို့အေးကွာကင်မွန်တန်လေးတော့ဘက်မှာ ထင်းတိုက်လိုင်းနဲ့နွားနှကောင်ပျောက်သွားလို့လိုက်ရှာရင်ဒီကိုရောက်လာတာဒါဒါဟုတ်ပါတယ်ဒါကျမတို့နေတဲ့မရဏရွာကြီးပါဒီရွာမှာနှစ်ပေါင်းများစွာကတည်ဆုံပြီးတဲ့လူတွေမကြမြင့်ကြရမှတည်ဆုံသွားခဲ့တဲ့ကျမတို့ရက်ကလူတွေတော်တော်များများရှိကြတယ်လူဘောကကျွလွန်ခဲ့တဲ့ပြစ်ဒဏ်တွေခံပြီးမှဒီဘောကကျမတို့တွေကျွတ်ကြလို့ကြမှာလေဒါနဲ့ကျုပ်သားလေးနဲ့သမီးလေးကိုရှင်ကယူစိုက်ပါနော်ဟောပြီးတော့ရှင်နဲ့ကျုပ်နေထိုင်ခဲ့ကြတော့ကကျွတ်တို့သားလေးကိုရှင်မပြုတ်နိုင်ခဲ့ဘူး ကျုပ်သားလေးကိုရှင်ပြခြင်းနဲ့ရှင်ဒီကားပြန်ရင်ကျုပ်သားလေးရှင်ပြဖို့ကျုပ်စုဆောင်ထားတဲ့ငွေလေးတစ်ချို့ကိုပေးလိုက်မယ်။သားလေးကိုသာသနာပေါင်မှာအမွေအပ်ပြီးတော့မှကျုပ်ကျွတ်လွတ်တဲ့ဘဝတစ်ခုကိုရောက်နိုင်မှာ။ရှင်ကျုပ်ကိုအမျှပေးပါတော့ကိုဖို့သား။မဲအတန်ပြောတဲ့မြဆိုတဲ့မြကို နားထောင်ရင်းနဲ့ကိုဖို့သားမျက်ရည်တွေတတင်တွင်ကျလာတယ်။ကဲလာလာအိမ်မော်တက်။ဒါကျုပ်နေတဲ့အိမ်ကပဲ။ဒီညတော့ဒီမှာပဲအိတ်။မနေ့ကျရင် ရှင်ကိုရွာပြန်ဖို့ကျုပ်လမ်းပြပေးမယ်။အဲနောက်မှာတော့အုံခဲနေတဲ့ခေါင်း မကြည်လင်တဲ့တွေ့နဲ့ကိုဖိုးသားမအေးတက်နေထိုင်တဲ့အိမ်လေးပေါ်ကိုတက်လာတယ်။အာယုံအောင်ကြည့်အလင်းစားတွေဟာဘိုးအားပြင်းပြင်းနဲ့ထုံကြီးလိုက်တဲ့မီလုံကြီးတစ်လုံးကိုပဲဝင်းပြက်ပြီးလင်းထိုင်လာတယ်။အိမ်ကလေးရှိဖြတ်သွားတဲ့လူတချို့ရဲ့အတန်းကြောင့်ကိုဖိုးသားအိယာကနိုးလာတယ်။မအေးတန်းကတော့မီးဖို့လေးထဲမှာတက်လှုပ်လှုပ်နဲ့အလုပ်ရှုပ်နေတယ်။ကိုဖိုးသားနိုးလာပြီလား။နိုးရင်မျက်နှာတက်ပြီးရင်ရင်းနှီးချက်နဲ့ထမင်းကြောင့်စားရအောင်။ကဲနေမမြင်ခင် ရှင်ရွာကိုရောက်အောင်လို့ကျုပ်လမ်းပြပေးမယ်။ရော့ ေးထုတ်လေးကိုယူသွားရွာရောက်ရင်တားကိုရှင်းပြပြအောင်ပြုတ်ပေးဒါအကျုပ်လို့လုပ်ပြီးတော့စုဆောင်ထားတဲ့ငွေရွာတန်းလေးရဲ့အရှိတ်ပဲစုစုရှိရာကိုထွက်လာခဲ့တယ်ရွာကလေးကတခေါ်တတာကလှမ်းလာပြီးတော့ဝါဒနာလေးတစ်ခုကိုတွေ့ရတယ်ဝါဒနာလေးထိတ်ကိုရောက်တော့ကဲကိုဖူးတာကျုပ်မလိုက်တော့ဘူးကြံခဲ့တော့မယ်ဟော့ဟော့ရှိကထန်းတောင်းမင်းကိုရောက်ရင်လမ်းကွင်းတစ်ခုကိုတွေ့လိမ့်မယ်အဲ့ဒီမှာမြောက်ဘက်ကိုချိုးတဲ့လမ်းကလေးတိုင်းတနိုင်တတိုင်းဆက်ပြီးရှောက်သွားရင်တော့တင်မွန်တန်တော်လေးကိုရောက်လိမ့်မယ်ချင်းရွာရောက်ရင်သာ ကျုံမာတဲ့စကားတွေကိုမမေ့နဲ့ဆက်ဆက်လုပ်ပါနော်စိတ်ချပါမဲအေးတန်ရညှိုးငယ်တဲ့အကြည့်တစ်ချက်နဲ့မဲအေးတန်ကိုနောက်ဆုံးကြည့်တယ်ကိုသွားတော့မယ်နော်အဲနောက်တရွေ့လှမ်းလာပြီးတော့ထန်းသုံးမင်ကိုရောက်လာတယ်ဒီမှာမဲအေးတန်မှလိုက်တဲ့စကားတိုင်းဖြူးနေတဲ့လမ်းတစ်ခုကိုတွေ့ရတယ်ညောင်ဆူဆူကိုသွားလမ်းလေးတိုင်းပဲလျှောက်လာတယ်နေဟာတစားစားမြင့်တက်လာရင်လည်းထန်းတစ်ဖြာတတမှာရှိနေတယ်တနားကန်လျှောက်လာပြီးတော့ကင်မွန်တန်တော့အုပ်ကိုရောက်လာတယ်မကြခင်မှာတောဆက်ထဲကလူတန်တူတန်တွေကြလို့လူအုပ်ကြီးလည်းထွက်လာတယ် အဲ့လူထဲမှာလူတယောက်ကသူ့ကိုမြင်တဲ့ခါမှာတော့ဟာဟိုမှာဟိုမှာဥဖို့တာကြီးဟုတ်တယ်ဥဖို့တာကြီးဒီမှာတွေ့ပြီကွာသူကတော့ကြောင်ပြီးတော့ရက်နေမိတယ်လူအကြီးဟာကစားကစားနဲ့သူ့နားကိုချင်းကပ်လာတယ်ဟိတ်ကောင်ဖိုးတာရွာလူကြီးတူကသူ့ကိုလှမ်းပြီးတော့မေးတယ်ဒါပေမဲ့သူကတစုံတရာမတုံ့ပြန်တဲ့ခါမှာတော့ဟိတ်ကောင်ဖိုးတာဖိုးတာဟာဒီကောင်ဘလို့ဖြစ်နေလဲမသိဘူးကွာအဲ့နောက်မှာသူ့ကိုရွာသားတွေကဝိုင်းဝန်းခေါ်ဆောင်သွားပြီးတော့ရွာကိုပြန်လာတယ်သူကတော့အိမ်မက်မက်နေတယ်လို့ ဘာလို့လို့ ਨੇ အိမ်ပေါ်ရောက်တဲ့ခါမှာတော့လူတွေကဝိုင်းအောင်ကြည့်ကြတယ်ဖိုးတာဖိုးတာယောက်ျားမကြီးဦးဖိုးလူဟာမေးတယ်သူနာထဲမှာကြားတယ်ဗစက်ကမတုံ့ပြန်ပေမဲ့ခေါင်းကိုလှုပ်ရမ်းပြတယ်ပြီးတော့နောက်အိပ်ပြောသွားတယ်ဟောတတိယလာပြီအဖေသမီးပြည့်သူမရွှေကြီးကခေါ်ပြီးတော့ငိုတယ်သူ့ရဲ့မျက်လုံးလေးကိုဖွင့်ပြီးတော့ကြည့်တယ်တတိယတဲ့ခါမှာတော့ကျုပ်ကျုပ်ထုတ်ရောဒီဒီမှာရှိတယ်ရော့ရော့ရော့မင်းတို့ဒါဒါကျုပ်ကိုမအေးတန့်ပေးလိုက်တာ ူဒါလေးကိုရှင်ပြဖို့ဆုတ်ထားတဲ့ငွေတဲ့ဟဲ့ကောင်ဖိုးသားဘာတွေလျှောက်ပြောနေရလဲပေးစံဖះဆင်ကတောက်တော်ရတစ်ခွက်ပေးစံအဲ့နောက်ရင်မန်းနဲ့တိုက်တယ်မကြခင်မှာအိမ်မက်ကနေနိုးလာသူတယောက်လို့ကိုဖိုးသားလန်းလန်းဆန်းဆန်းနိုးထလာတယ်အတန်ကြာအမောပြေလောက်ရှိတော့မှဝိုင်းအောင်မေးကြတဲ့လူတွေကိုသူ့ရဲ့ဖြစ်ပျက်တွေကိုအစကနေဆုံးပြပြတယ်ဒါဆိုမင်းရောက်သွားတဲ့ရွာကမရဏရွာကြီးပေါ့ဟုတ်လားအင်းပေါ့အဖေအဖေသမီးမအေးတန်းကို အဲ့ဒီမှာကြုတ်တကယ်တွေ့ခဲ့တာအဲ့ဒီကစပြီးမိသားစုအားလုံးပရာရောဂဘွားတစ်ခုမှာမကျွလွန်နိုင်သေးတဲ့မက်အေတန်ကိုအမျှဝေပြီးတော့သူ့သမီးသူ့အတွက်ရည်စိုးပြီးလောက်ကြတယ်ကံအကြောင်းတရားလေးများညံ့ညွတ်လာတဲ့အခါမှာတော့ဒေးနဲ့တပည့်ကုန်းရွာလဲသူလဲသမားတွေစစပြေပြေရှိလာတယ်စဘာထွက်တွေကောင်းရသလိုတိထက်တင်ညာဖြစ်စိုက်ပျိုးထားတဲ့ပဲနေကြတွေကလည်းအောင်မြင်ကြတယ်ဒေးနဲ့ကိုဖိုးတာတယောက်အနှစ်နှစ်လလကမျော်မှန်းခဲ့တဲ့ဆန္ဒတစ်ခုကိုအောင်မြင်စွာနဲ့အကောင့်ထဲပေါ်နိုင်တော့မယ်ဟင်္ဒရာမျိုးဘော်ကိုတက် တာပိတုမောင်မြင့်ကျော်ကိုရှင်ပြဖို့တင်ငန်းပရိခါရေးဝေချမ်းလာတယ်။မအိတ်တမင်းနဲ့ငါတို့ဒါလေးကိုတင်ငန်းစီတော့မင်းလည်းတာလူခေါတော့အတန်မဲ့ရေရွမှုတစုံနဲ့တူတူပျော်ရှင်မှုအရေးတွေနဲ့မျက်နှာပြောင်းအောင်တန်းလာတယ်။ဒါလေးမောင်မြင့်ကျော်ဆောင်းမွေးဝဲဖြစ်ပြီးတဲ့နေကာလမှာအလှုပ်တန်းတစ်ခုကိုပြုလုပ်မယ်။အခန့်ကျင်းမွေးရေးအချက်ပြုတ်လုပ်ငန်းတွေကိုရွာကလာသားကောင်းထုံးဆောင်တို့လူတိုက်ကိုခေါ်ယူပြီးတော့တာဝန်ချထားတယ်။ဖို့တာမြေးလေးရဲ့အလှူအတွက် ပစ္စည်းပစ္စည်းတွေဝယ်ဖို့ပြည်စုံပြီလားဟုတ်ကဲ့ပြည်စုံတော့ရှိပြီဖေးဝမ်းစာစပါးလေးတွေကြိတ်ပြီးတော့စီစားငရုတ်ကျက်သွင်းလဲမြို့ကိုတက်ပြီးတော့ဝယ်ထားပြီအေးကွာအလှရှင်ဆိုတာနောက်လက်ကြည့်စရာမလုံလို့ဒေါင်းစိနေမှလုံးမဟုတ်ရင်ပူပန်နေရရင်ဟမ်းမကြလာဘူးကွာအလှရက်တွေမှာဝယ်စားဖို့အပြုတ်တိုက်အထက်လေးတွေချုပ်ပြီးအလှရှုံနေကြသလိုကာလာတာတတိုက်ကလည်းကာလာတာခေါင်းဆောင်ထုံးခေါင်ချမှတ်ထားတဲ့တာဝန်တွေရစီစဉ်စရာပြင်ဆင်ကြတွေကိုပြင်ဆင်က တလားလောက်လိုကလေးကတရွာလုံးဆိုတယ်လို့အလုံးရှုံနေတယ်။ကျော်တော်ပိုင်းကိုသားကျော်တို့အိုးစီပိုင်းကလည်းဥရွှေရိုဓမ္မကရီနဲ့ညအစဉ်တိမှုတ်လေ့ကျင်နေ။တဖြည်းဖြည်းနဲ့အလှရဟာနေတဲ့နေလာတယ်။မမင်းကျော်လေးလည်းနေစဉ်ရွာအောင်ကျောင်းဆရာတော်စီသွားပြီးတော့သင်္ကန်းတောင်းပရည်လေးတွေကိုပြောင်းကျက်နေပြီ။အလှရနေလာတဲ့အခါကိုဘိုးသားစိတ်တွေဟာဖော်မပြနိုင်တဲ့အပျော်တွေနဲ့ပြေဝနေတယ်။ဒီလိုနဲ့တရွေ့ရေကုံဆုံးသွားတဲ့ရက်ကလေးဆုံးမှာ ကိုဘိုးသားတို့အလှရလေးဟာဆိုက်ဆိုက်မြဲမြဲပဲ ရောက်ရှိလာခဲ့တယ်။ဒီနေ့ရမောင်မြင့်ကျော်လေးကိုဆရာတော်ဦးသာသနာကျောင်းကိုသွားလို့ဆန်ချမယ်နေ့။မနေ့ကလေးကအလှမနဲ့ကြီးမှာအတံမဆဲဖွင့်နေတဲ့ရောတံတွေခြေစည်တံတွေဟာသွားလေးသူမအေးတံကို ပို့ပြီးတော့လွမ်းဆက်တတိယလောက်အောင် ဖော်ကျုပ်နေတယ်။မအေးတံခုနဲ့မင်းတယောက်သာတက်ရှိထင်ရှားရှိနေတဲ့ရင်မင်းလည်းငါ့လိုသားလေးရဲ့သင်္ကန်းပရိက္ခာကိုခံရမှာ။အခုတော့ကွာတင်ဝင်ဆုံးနေသွားတဲ့အလွမ်းတစုံကြောင့်မျက်ရည်တွေဟာညံဝန်းမှာခိုးလာတယ်။ဒါလေးကိုကြည့်လိုက်တော့ အိမ်ရှိအေကန်ကြီးရှိမှာတာမဏိလောင်းပုံစံလေးနဲ့ပြုံးနေတယ်။စားတစားမန်းတဲ့ထဲမှာလူပရိသတ်တွေစီကားမြန်ပြလာတယ်။အိမ်နောက်ဖေးထမင်းကျွေးရုံမှာလည်းလက်မလဲအောင်ကျွေးရမိုးရတယ်။ကဲအဲ့တရီထမင်းဝိုင်းမှာကုံတလောက်ဖြစ်ပြီဆိုရင်တော့ရှင်လောင်းလှဲ့ဖို့လောက်ကြတော့เจ้ามาสั่นชอบโหละชื่อเด้อุพุลุยะสกาส่งมาတော့ชินล้องแห่บ่อลุมันตะเลยชื่อมาตันสิจาเด้ตังงานปริกขาเลยไกซองตูฤก้นหนองไกป้านหนองไกฤอตีตีตันสิจาเด้อุพุตาก็တော့ตะเปยเล้โกป้ายลุ ။သမီးနဲ့ဦးလေးတော်တွေကတော့အသေးသေးခေါင်းရွက်ဖြာရွက်တန်းစီကြတယ်။ဒီချိန်မှာဦးဖိုးသားတယောက်သူ့ကင်ထားတဲ့တပိတ်လေးကိုသူ့နောက်မှာရက်နေတဲ့ကိုသားမြကိုပေးပြီးတော့ကိုသားမြဒီတပိတ်လေးကိုခဏလောက်ယူထားပေးပါ။ကျွန်တော်အပေါ်ပေါ်သွားလိုက်ချင်းလို့ဒီလိုပြောပြီးတော့ကိုဖိုးသားသူ့ရဲ့အင်္ဂလိပ်နဲ့ဘေးကိုဝင်ပြီးတော့ပျောက်သွားတယ်။အတန်ကြာသည့်ထိကိုဖိုးသားပြန်ရောက်မလာလို့ချင်းလောင်းလဲမို့ထွက်မဲ့ပြုမှာအလူရှင်ကကိုဖိုးသားကိုမတွေ့ဘူး။ဟဲ့ဖိုးသားဘယ်ရောက်သွားလဲ။ဒီမအူကြီး တုတ်ကိုတပိတ်ပေးပြီးတော့နောက်ဖေးဘက်ကိုအပေါ်ပေါ်သွားဖို့ထွက်သွားတာအခုတွေပြန်မလာဘူးဟဲ့မဲလာတို့ဖို့ကုန်တို့ဖိုးတာကိုရှာကြစမ်းဒီမှာရှင်းအောင်လှည့်ဖို့အတွက်အစင်းနေဖြစ်နေပြီလူတချို့ကအိမ်နောက်ဖေးကိုသွားလို့ဝိုင်းပြီးတော့ရှာတယ်ကိုဖိုးတာကိုမတွေ့ကိုဖိုးတာတို့အင်္ဂလိပ်နောက်ဖေးမှာတော့တထွာတာတာကနဲ့တဲ့ရေမြောင်းလေးတစ်ခုဟာခြုံကလေးချာမှစစ်စစ်နေတယ်ရေနဲ့တည်ဆုံနေလို့ရိုးစိုးရအောင်လဲမြောင်းကလေးကလုံမပြောနဲ့ကြောင်တကောင်နဲ့နိုင်အောင်လဲမကြည့်ပါဒီလိုဆို ကိုဘိုးသားကိုရှာမတွေ့တဲ့ဆုံးကြံရှိတဲ့လူတွေနဲ့ပဲဖုန်းကြောင်ကိုတော့ကမောင်မင်းကျော်လေးကိုတင်ကန်းချစ်လိုက်ရတယ်။တပည့်ကုံးရွာကဥဘိုးသားတယောက်ပျောက်ချမ်းမလားပျောက်ဆုံးခဲ့တာရက်ကနေလလားကနေနှစ်ကိုရှိခဲ့တယ်။ကာလာတခုထိကြာညောင်းခဲ့တယ်။အနီးပါရွာတွေတဝိုက်ကိုလည်းရှာကြတယ်မတွေ့ရဘူး။ရွာနေချုပ်ဆက်ရွာလေးတွေမှာရင်းနဲ့တည်ဆုံးတဲ့တဲ့ရင်ကြရင်တော့ပန်ရှင်းမဲ့လောင်းစားတဲ့ဖြင့်တွေ့ရှိရင်ကောဥဘိုးသားတယောက်များဖြစ်လေမလားဆိုတဲ့အတွင်းနဲ့မိသားစုကတွားရောက်ပြီးတော့ကြည့်ရှုကြတယ်။ဒါပေမဲ့လည်း အချိန်နေပဲဘာပဲဖြစ်ဖြစ်တာပြည့်သူမောင်မေကျော်ကိုရှင်လောင်းလဲမဲနေမှာပျောက်ဆုံးသွားတဲ့တပည့်ကုန်းရွာကဥပ္ပဒါရဲ့ဖြစ်ရဆန်းလေးကတော့တရားလုံးအတွက်စင်ဝင်စားတဲ့အောင်ပင်တဖို့ဖြစ်ခဲ့တယ်။ဒါကတော့ဥပ္ပဒါပျောက်ဆုံးသွားခဲ့တာအခုဆိုရင်တာပြည့်သူမောင်မေကျော်တောင်ကွယ်လွန်သွားခဲ့ပြီးတမင်းဖြစ်သူမတ်ရွှေအီကတော့အသက်60ကျီရှိနေပါတယ်။တပည့်ကုန်းရွာသူရွာသားတို့ကတော့ကုဖိုးသားကိုမရဏရွာသူမအေးတန်းဟာအရှင်လက်လက်ခေါ်ဆောင်သွားတာဖြစ်ကြောင်းကို